ုခံတွန်းလှန်စေအားကောင်းနေတဲ့စကိုင်းတိုင်းနဲ့ကရင်ပြည်နယ်မှာစစ်အုပ်စုရဲ့ကုန်စည်စည်းဆင်းမှုပိတ်ဆို့မှုတွေကြောင့်အခြေခံလားစင်တုံပစ္စည်းတွေပြက်လက်ပြီးဈေးနှုန်းတွေမတန်တဆမြင့်တက်လာနေပါတယ်။ဒါကြောင့်စစ်ပေရှောင်းမျိုးသမီးတချို့ဟာသူတို့ရဲ့ကျန်းမာရေးအတွက်လားစင်တုံပစ္စည်းတွေစားပိတ်ဆအဟောင်းတွေကိုအသုံးပြုနေကြရပါတယ်။ကိုလင်းမြက်ကပြောပြပေးပါမယ်ရှင်။ခုခံတွန်းလှန်ဆဲအားကောင်းနေတဲ့စကိုင်းတိုင်းနဲ့ကရင်ပြည်နယ်မှာစစ်အုပ်စုရဲ့ကုန်စည်စည်းဆင်းမှုပိတ်ဆို့မှုတွေကြောင့်အခြေခံလားစင်တုံပစ္စည်းတွေပြက်လက်ပြီးဈေးနှုန်းတွေအဆမတန်မြင့်တက်လာနေပါတယ် ဒါကြောင့်စစ်ဘေးရှောင်အမျိုးသမီးတချို့ဟာသူတို့ရဲ့ကျန်းမာရေးအတွက်လာစဉ်သုံးပစ္စည်းတွေအစားပိတ်ဆက်အဟောင်းတွေကိုအသုံးပြုနေကြရပါတယ်။လက်ရှိမှာတော့စစ်ဘေးသင့်ဒေတာတွေမှာလာစဉ်သုံးပစ္စည်းတစ်ခုကို3000ကျပ်ကနေ9000ကျပ်အထိဈေးနှက်ဆလောက်ပေးဝယ်နေရပြီးနေရာအများစုမှာငွေရှိပေမဲ့ဝယ်စရာတောင်မရှိတော့ဘူးလို့ဆိုပါတယ်။အထူးသဖြင့်သခိုင်းတိုင်းမှာဩဂုတ်လကတည်းကလာစဉ်သုံးပစ္စည်းအပါအဝင်ကုန်ပစ္စည်း၈မျိုးကိုစစ်အုပ်စုကတည်ယူခွင့်ပိတ်ပင်ထားတာကြောင့်အခြေအနေကပုံမဆိုးရွားနေတယ်လို့သိရပါတယ်။ဆရာမနဲ့မတွေ့လို့လေကျွန်မကသူ့တမီးလေးပေါ့အဲဟိုပါ လို့ခေါ်လဲဆက်ကွက်ဖြစ်ရှိအရေးလေးပေါ့အရာဒီလာတယ်ပေါ့လာတော့ကျတော့ကျွားတို့ဆိုင်ဒီမှာလိုက်ရှာရှာလို့လည်းမရဘူးပေါ့အမြဲတမ်းကြာနောက်ဆုံးတိတ်ကလေးတော့လည်းဆိုတော့အဲကျွားတို့ခက်တာလို့ပေါ့နော်ဒီကောင်လေးကျွားအစာလေးကိုဖြည့်ပြီးမှလေအဲအဲ့လိုတုံးခဲ့ရတယ်ပေါ့ ကုန်စည်စည်းစင်းမှုနှစ်နဲ့ချီကြာပိတ်ပင်ခံထားရတဲ့ကရင်နီဒေသမှာလည်းစစ်ဖေးရှောင်အမျိုးသမီးတွေဟာကျန်းမာရေးပြဿနာတွေပါခံစားနေရတယ်လို့ကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အထွေထွေအတွင်းရင်းမှုခုပလူရဲကပြောပါဗျ။ပိဿတွေနဲ့ခံကသုံးဆွဲနေရပြီးနိုင်ချာလဲတဲ့အချိန်တွေမှာမလဲနိုင်တဲ့အတွက်အရေးပြဆိုင်ရာပြဿနာတွေကိုပါရင်ဆိုင်နေရတာတွေရှိတယ်လို့သူကပြောပါတယ်။ဒီလိုအခြေအနေမှာအဝိဆာတွေကို၆တွေ့အောင်တေချာလျှော်ဖို့ပြီးမှသုံးတင်တယ်လို့ကျမ်းမာရေးအသိပညာပေးနေတဲ့ဆရာဝန်တဦးကအကြံပြုထားပါတယ်။ မြေပြင်ကူညီရေးအဖွဲ့တွေကတော့လာဆင်သုံးပစ္စည်းတွေဝင်ခပေးပြီးဒီပြဿနာကိုဖြေရှင်းဖို့ကြိုးပမ်းနေပေမဲ့အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။အမျိုးသမီးလာဆင်သုံးပစ္စည်းတွေကိုတော်လန်ရေးအဖွဲ့တွေကဒဏ်ရာရတဲ့အခါ သွေးထိန်ပစ္စည်းအဖြစ်သုံးပါကိုစစ်အုပ်စုကစိုးရိမ်နာကြောင်းပိတ်ပင်လာလို့ကူညီပေးသူတွေကယူဆကြပါတယ်။ဒီလိုလုပ်ရဟာတော်လရင်အဖွဲ့တွေထက်အရသာပြည်သူတွေအထူးသဖြင့်အမျိုးသမီးတွေကိုသာတိုက်ရိုက်ထိခိုက်နစ်နာစေတာဖြစ်လို့လာစင်သုံးပစ္စည်းတွေလွတ်လပ်စွာတည်ယူခွင့်ပြန်ရဖို့မျှော်လင့်နေကြတယ်လို့ဆိုပါတယ်။စကိုင်းနဲ့ကရင်နီကစစ်ဘေးရှောင်အမျိုးသမီးတွေဟာနေ့စဉ်ဘုံစံတွေရဲ့အန္တရာယ်ကိုရှောင်တိတ်နေရတယ်လို့အခုလိုကျမ်းမာရေးဆိုင်ရာချင်းချောက်မှုတွေကိုပါရင်ဆိုင်နေရတာဖြစ်ပါတယ်။